ျွန်တော်တို့ဒီရက်မှာဆိုလို့ရှိရင်အလုံးလုံးနေတဲ့ကာလပတ်လုံးမှာလေအဲ့လိုဘေးကတိုက်ခတ်တယ်ဘာလဲအဲ့လိုမျိုးရှိရပါရှိတဲ့ခါကျလို့ရှိရင်အဲ့လိုမျိုးပြန်ပြောတော့ကိုကိုပြန်သုံးစားရတယ်ခုနောက်ပိုင်းကျတော့ဆရာပြောတဲ့အမျိုးမိအနေနဲ့ဘာသာရေးပဲလို့လည်းနေနေအားထည့်ပြီးတော့လုပ်ပေးပါအောင်ပြီးတော့ဒီမရေးတွေလည်းဒီဘက်ရောက်မှလည်းချုပ်တယ်ဆိုတော့လေအဲ့လိုမျိုးလေးလုပ်ပေးပါအောင်ဆိုတော့ဆရာရဲ့တိုက်တွန်းချက်လည်းပါပါတယ် သမီးနာမည်ကတော့ဇမဝေပါရှင်သမီးနာမည်ကဟန်နီကိုကိုပဲအဲသမီးကကျွန်တော် Mid Inter Global 2025ရဲ့အင်းဝကိုစားပြုဖြစ်ပါတယ်အရာတော့မစ္စရာကိုပဲမန္တလေးဝင်တာကျန်ဝင်ရတော့ခုနကပိုင်းဆယ်ရင်းနေတော့ကြာတော့မဲရက်ကမတိကြသေးဘူးပေါ့နော်ဒီအစီအစဉ်ကတော့ခုကတော့လည်းလည်းချင်းပိတ်နေရတော့ခက်ပေါ်လေးပြန်ပြီးတော့ train နေရပြောင်း body bind ပြန်ပြီးတော့ train နေစင်းစိုးတော့စင်းစိုးတော့အဲကောက်ပိုင်းတို့ပြကြရင်လည်းဟို ီရှိတဲ့ကော့ရှိုးရောပေါ့နော်အဲအဲ့လေးရောပြင်ဆင်ထားပါရဲ့ရှင်အားမဲ့ချက်ကကြတော့တခုခုစီအဲ့လိုမျိုးစိတ်နေပြီးတော့အရန်လောက်တက်တာလက်ခါကြတော့အရန်ပြင်ဆင်ရတယ်တချို့ရတယ်ဆိုရင်အရန်ပြင်ဆင်ရတယ်ခုဆိုလို့ချင်းကျွန်တော်တို့ဒီရဲမှာဆိုလို့ရှိရင်အလုံးလုံးနေတဲ့ကာလပတ်လုံးမှာလေအဲ့လိုဘေးကတိုက်ခတ်တယ်ဘာလဲအဲ့လိုမျိုးရှိရကောရှိတဲ့ခါကြလို့ရှိရင်အဲ့လိုမျိုးပြန်ပြီးတော့ခုခုပြန်သုံးစားရတယ်ပြန်လို့ရတယ်အဲ့လိုမျိုးအခက်အခဲကအဲ့လောက်ပါပဲလိုမျိုးအရန်ကြီးတော့မဟုတ်ဘူး ကိုကတခုတော့ကိုကဘာကောင်းနေလဲဆိုတော့ကိုကကြောင်ဖျားတရားလုပ်တယ်ကွာလုပ်တဲ့အခါကျတော့ကိုတို့ကိုယုံကြည်မှုရှိရဲတို့တို့တွေဘလိုမျိုးလာပြထိုက်ခိုက်နေပြီစေကိုကကြောင်လက်ခံမှဖြစ်တာကိုလက်မခံရင်ဒီဟာတွေရတယ်လုံးဝလုံးဝင်လာစရာအကြောင်းမရှိဘူးပေါ့အဲ့လိုမျိုးဒါပေမဲ့တခုနောက်ပိုင်းကနည်းနည်းကျုံကအဲ့လိုမျိုးတိုက်ခတ်လေးတွေပေါ့အဖြစ်လေဆိုတော့အပင်မြင့်နေလေရတိုက်နေအဲ့လိုမျိုးဆိုတော့ဆွဲချကြရောက်နေတယောက်ဆွဲချကြအဲ့လိုမျိုးရောက်နေတော့တငယ်ချင်းဖြစ်ဖြစ် အဲ့လိုမျိုးမမကိုရဲ့အဲ့လိုမျိုး agency အချင်းချင်းအားပြီးအဲ့လိုမျိုးဆွဲချကြအများတယ်အဲ့ခါကျနင်းဒီလိုမျိုးမလုံးနဲ့ဘယ်လိုမျိုးမလုံးနဲ့အဲ့လိုမျိုးကျုပ်လို့ရှင်လေဒီအဖွဲ့အစည်းကဒီလိုမျိုးဒီလိုမျိုးနင်တို့ရဲ့ organization ကဘယ်လိုမျိုးအဲ့လိုမျိုးမျိုးမျိုးတိုက်ခိုက်တာရဲ့ညီမလုံးကဆိုလို့ရှင်တော့ဘယ်လိုမျိုးကိုကိုကိုလေးဟွန်းငါလုတ်လိုက်တာမှားလာဘယ်လိုမျိုးဒါပေမဲ့တမီးကကျတော့ဒီတဲမှာဝင်တာဆရာကိုပို့ပြီးအကိုရဲ့ဘယ်လိုလဲဆိုတော့တမီးတို့ထွင်ပြီးဘိုင်းချကြရ ဆရာဒီအတက်တော်အရင်ကလုတ်ပြရဆရာဆရာရှင်မဆရာရှင်မဘာဖြစ်လို့လဲတော့တွေ့တော့ဆိုရင်သင်တန်းရောက်လို့ရှိရင်သင်တန်းရောက်တာလည်းမြင်တယ်ဆရာမျက်နှာမြင်လိုက်တာနဲ့လုံးဝတက်ကြတာအိမ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဘူးတွေဘလိုပဲတိုက်ခိုက်တိုက်ခိုက်အာသင်တန်းရောက်ပြီဆိုရင်ဆရာဆရာမျက်ခင်းတော့အော်အဲ့လိုမျိုးလိုမျိုးပဲရှုပ်ခွိုက်တာအဲ့မဲ့ဆရာမျက်နှာကိုမြင်လိုက်တယ်ညာနှုံးပြအတက်ဆရာအဲ့လိုမျိုးဆရာကိုဗတ်ဖို့ ਨੇ ပြီးတော့သမီးတို့ဆရာကဘာလို့ကောင်းပါလဲဆိုလို့ရှိရင်ရန်ွေးထွေးရဲ့ မိတို့ရဲ့မိသားစုမိသားစုမိသားစုနေနေပါပဲမိသားစုအရင်တော့ဆိုဘာသာရေးအဲ့လောက်ကြီးကန့်ချန့်နေတဲ့မှာမပါဘူးပေါ့အဲ့လိုအဲ့လိုမျိုးပုံမှန်တော့လုပ်ဖြစ်တယ်အဲ့လိုမျိုးခုနောက်ပိုင်းကတော့ဆရာပြောတဲ့အဲ့လိုမျိုးမိအနေနဲ့ဘာသာရေးပဲလို့လည်းလည်းအားထည့်ပြီးတော့လုပ်ပေးပါအောင်ပြီးတော့အမရေးတွေလည်းဒီဘက်ရောက်မှလည်းချုပ်တယ်ဆိုတော့လေအဲ့လိုမျိုးလေးလုပ်ပေးပါအောင်ဆိုတော့ဆရာရဲ့တိုက်တွန်းချက်လည်းပါပါတယ်တိုက်လုပ်တယ်ပါပါပါတိုင်းနေတယ်အမ် တို့ဗတိအားရင်ဗတိစိတ်တယ်တို့အားတဲ့အချိန်တော့ဖရားတရားလုပ်တယ်အဲ့လိုမျိုးလေးစာဆရာဆိုလို့ရှိရင်ဗတိစိတ်နော်ဒီလိုဗတိစိတ်အားတိုင်းဗတိစိတ်ဘယ်ဟုတ်မှဘယ်ဟုတ်မှခါလေးရင်သမီးရလေအဲ့လိုမျိုးရမောဆိုရင်မထောက်မှကိုကိုတိုင်းကိုထုကိုထားပုံစံမျိုးလုပ်တဲ့ခါကျတော့မိဘတွေကိုအဲ့လိုမျိုးနေနေဖြစ်တယ်ပေါ့အာငါအိမ်ကဘာလို့မြန်ထောက်ပံ့ရတာလဲဆိုတော့အတွေးဝင်ပြောလေစိုက်ကွန်နဲ့အဲ့လိုမျိုးလဲဆရာအဲ့လိုမျိုးမလုပ်နဲ့မိဘတွေမစိတ်ဆိုးနဲ့ တကယ်အဲ့လိုမျိုးကိုကအဲ့လိုမျိုးစိတ်ဆိုးတာမိဘတွေကလက်မခံနိုင်ပေမဲ့မိဘတွေရဲ့ကိုယ်ဆောင်မတ်ကလက်ခံလက်ခံတဲ့ခါကျတမိဦးမှာလာထိအဲ့လိုမျိုးစိတ်မဆိုးတော့ဘူးချွတ်ရတာကျွန်တော်တို့ဆိုရင်ဆရာကိုတစ်ခါတည်းအင်မင်းအင်မားပါပေါ့အဲ့လိုမျိုးဆရာကတမိတို့ချစ်လို့သမီးတို့မှရဲ့အဲ့လိုမျိုးဟောမလို့ဘူးဒါပေမဲ့သမီးတို့မှရဲ့ဆရာရဲ့ကိုယ်ဆောင်နှက်ကတော့ပြစ်ပေးတဲ့ခါခံရတယ်အဲ့လိုမျိုးအများအားဆုံးမှရဲ့အမ်ခံရမှုရဲ့ဖြစ်လာတယ်ဘာလို့လဲဆိုတော့ဆရာဟောအဲ့လိုမျိုး เนี่ยพี่สกาတွေကိုယုံကြည်ရတယ်ဆရာကိုမယုံကြည်တဲ့ခါပေါ့เนาะယုံကြည်တဲ့ခါဒုက္ခရောက်တာတော်တော်လေးဒုက္ခရောက်ပါတယ်စိတ်လေးရပေါ့เนาะစိတ်လေးရပြီးရင်အဲဆရာဆရာကိုအိမ်မက်တာဗောနောဆရာလက်ညှိုးထိုးပြီးမှဒီဟာဆရာအဲ့လိုမျိုးရရရှိရဗောနောပြီးတော့တကယ်ကိုနာရောက်လာနေတယ်လို့ပြီးရလဲအဲ့ဒီရဲ့ဟာကိုယုံကြည်တယ်လို့မယုံကြည်လို့ကိုပြင်းတာရှိတယ်လို့မရှိဘူးတရေချောက်လို့မျိုးအဲ့လိုမျိုးရရှိရဲ့ အော်ပြိုင်ပွဲဝင်ခါနေဆိုပို့ဆိုတာပေါ့ပြိုင်ပွဲဝင်ခါနေဆိုရင်တယောက်နဲ့တယောက်ဒါတော့ပြိုင်ပွဲဆိုတော့အများတန်းမနာလိုဘူးတော့ရှိရပါတော့တယောက်နဲ့တယောက်အဲ့မနာလိုဘူးကတော့ဘယ်လိုပင်ကိုတဲရဲမဟုတ်လေအဲနေရာတိုင်းရောက်ရှိပါပဲနော်ရုံးနေပြီဘယ်အလုံးမဆိုးတော့ဘွားတော့မိသားစုတော့မရှိဘူးမရှိတော့ဘူးအဲကိုတယောက်တည်းဆိုတော့ပင်သား ကွာအကွာတကယ်ချင်းပေါ့နော်ဒါနဲ့တကယ်ချင်းကလည်းဒီလိုပါပဲအပေါ်ရန်နေများပေါ့သမီးတို့ဆရာကိုပြင်ပါလို့ရှင်နေအဲ့လိုမျိုးဆရာလက်မခံမိမယ်ဆရာကိုကြောင်းတာကအဲ့ဒါဆရာဆုံးမတာဟုတ်တယ်ဒါအဲ့ဒါဆရာဆုံးမလို့လေဘာဖြစ်လို့ဆိုတော့သမီးတို့ဆိုရင်ရေမုန်းကဆိုရင်အိမ်ကိုပြင်မာဘယ်လိုပြင်မာလဲဆိုတော့ဖေးနဲ့မင်းတို့လေဖေးနဲ့မင်းကဘယ်လိုမျိုးမထောက်ပါရလဲပြင်မာရယ်ဆရာနေအဲ့လိုမျိုးသမီးဟိုကမလုပ်ရဘူးမပြင်မာရဘူးသမီးဖေးနဲ့သမီးမေကအဲ့လိုမျိုးတက်မလားချစ်လို့ သူတို့တွေကဖွင့်မယူဘူးမြေသူတို့ရဲ့ကိုဆောင်တဲ့တွေကသမီးကိုဖြစ်ပေးရဲဆိုတော့အဲ့ကလေးကလေအိမ်ကလုံးဝဟိုမလုပ်တော့မဖြစ်မှားတော့ကြက်လည်းမဖြစ်မှားအောင်အားရင်ပရိစိတ်တယ်သမီးခုနောက်ပိုင်းဆိုလို့ရှိရင်တော်တော်များများကောင်းပါတယ်ဘာလို့လဲဆိုတော့အလုပ်တွေတော်တော်များများစင်ပြေလာတယ်ဒီမို့ဆိုရင်အလုပ်တွေအောက်မို့လို့အများအားစဉ်းစားရတယ်ဘာလို့ရမလဲဒါပြီးဘာလို့ရမလဲခုနောက်ပိုင်းစဉ်းစားမနေရမလို့တော့ မြစ်ဖျားပါဖြစ်မယ်စပက်ခါပါဖြစ်မယ်စဉ်းစားတော့ဒီမုန်းကဖျားကိုရှ िख ိုးဖြစ်တယ်ဒါပေမဲ့ဖျားတရားဆိုပြီးတော့ဒီဇိုင်းမှတ်မှတ်လုပ်တာခုနောက်ပိုင်းဆရာဆုံးမပြီးမှဆရာမလေးပွဲမှာတော့မှအဆုံးမှာတော့ဆရာသမီးအလိုမျိုးဖျားတရားလေးတဲ့လို့ဆိုတော့အားလို့ရှင်ပဲဟိုမှပဲဟိုမှရဲ့အလိုမျိုးရှင်းမှပြီးတော့လို့ပြင်ရင်ကိုကမိဘတွေကိုလည်းမြဲတာလိုမျိုးမိတာလေးပါလေးပို့မပြင်းမရဘူးဆရာတွေလည်းမပြင်းမရဘူးအဲ့လိုမျိုးအမြဲတမ်းဆုံးမတဲ့ခါကျတော့ကိုကအဲ့ဘက်ကမှရဲ့ ့ဟိုဟာလုတ်သွားတာ9000ဖြစ်သွားတာဆရာပြောတော့လိုးလေပါတယ်တိလ9ပါလို့ရေးဆက်ရှိလေးမြင်ရတယ်ဆရာရှင်ကိုစနေကြဟုတ်ဟုတ်အနာဖုန်း plan ဖိုင်နေရောနော်လာဖိုင်လာပါပါမယ်အကောင်းဆုံးကျိုးစားပြီးအကောင်းဆုံးကျိုးစားပြီးတော့ပါပါတယ်ထင်နိုင်ရောအမေချင်တာပါနော်